ော့အနာပါကိုပေါ့နော်ညှိုးတာတမိုးထားတာဟိုပေါ့နော်ထိမ့်သိမ်းရတာသဘောကျတဲ့သူတယောက်လားဒီဒီကွင်းပါရလို့တော့သူအများကြီးပေါ့စူးစမ်းတာပေါ့နော်သူကအကောင်းဆုံးအနာပါနဲ့ပတ်သက်ရင်စိတ်ဝင်စားပြီးတော့အဲ့လိုမျိုးချက်ညှိုးတာကြောင့်မလို့အများရန်တော့အဲဒီဟိုအကောင်းဆုံးဖြစ်အောင်စူးစမ်းရဲအနာပါနဲ့ပတ်သက်ရင်လည်းတော့ပါကြီးရေပေါ့နော်အဲ့လိုမျိုးလုပ်တဲ့အချိန်မှာ beauty center လေးတွေဖြစ်တဲ့အတွက်အစုံလဲပါခြင်းလဲဆိုတော့လေအကုန်လုံးခေါင်းစလအခြေဟိုဒီ ဒီစပြီးတော့လုပ်တဲ့အချိန်ကနေခုဖွင့်ပွဲလုပ်တဲ့အချိန်လေးထိပေါ့နော်တော်တော်ကိုစိတ်ရောလူရောပင်ပန်းပြီးတော့စူးစမ်းခဲ့ရရဲ့ပေါ့နော်စူးစမ်းနေတဲ့အချိန်မှာစိတ်ပျော်ရွှင်စရာကောင်းတာတွေလည်းရှိတယ်လို့မျိုးပေါ့နော်အဲ့လိုစိတ်ညစ်စရာတွေစိတ်ပင်ပန်းရတာတွေပေါ့နော်အာအဲ့လိုမျိုးတော်တော်ငိုလဲငိုခဲ့ရရဲ့လည်းရှိရပါတော့အဖြစ်အဲ့လိုမျိုးပြန်ကြည့်လိုက်တဲ့အချိန်မှာတော့အော်အကောင်ထည်လေးတော့ပေါ်သွားပြီပေါ့နော်ဆိုပြီးတော့လည်းအဲစိတ်ချမ်းသာရတာပေါ့လေဒါမဲ့လည်းအဲအများကြီးထပ်စူးစမ်းဖို့ ိုပါသေးရဲ့အများကြီးထပ်စူးစမ်းပဲပေါ့နော်အခုတော့ဖွင့်ပွဲပဲရှိသေးရဆိုတော့လေအများကြီးစူးစမ်းဖို့ရှိသေးတဲ့အတွက်အားလုံးလက်စုကိုဝိုင်းပြီးတော့အားရည်လည်းလိုပါရဲ့အဲ့အတွက်အများကြီးဆက်ပြီးတော့အားပေးကြပါဒီကတော့အလှအပတော့မွေးဖွားတဲ့ Queen Empire ဆိုတာဒီ အဲဘယင်မတွေပေါ့အလှဘယင်မတွေကိုမွေးဖွားပေးမယ်ပေါ့အဲလိုအဲလိုစိတ်ကူးလေးနဲ့ဒါ imperial လေးတစ်ခုဖန်တီးထားတာပေါ့အဲဒီမှာဆိုလို့ရှိရင်အလှပနဲ့ပတ်သက်တာရော ကျန်းမာရေးနဲ့ပတ်သက်တာရောခေါင်းဆချေဆုံးတနေရာထဲမှာ treatment တွေအစုံအလင်ပေါ့နော်အဲရနိုင်မဲ့ beauty center လေးတစ်ခုလောက်ဖန်တီးစင်လိုက်တာဆိုပြီးတော့သူကအဲ့လိုစိတ်ကူးလေးရတာလည်းဆိုတော့လေအဲလို customer တယောက်ချင်းစီကိုအကောင်းဆုံးဝယ်ဆောင်မှုပေးချင်တာဆိုတော့လေအဲ့လိုမျိုးအဲစိုင်လေးဖွင့်ဖြစ်သွားတာပါရှင်ဟာ ော်ဒီအလှပကိုထိမ့်သိမ့်ရတာသဘောကျရတဲ့သူတွေဖြစ်တယ်အဲ့လိုအဲဘေးနာသူတွေတငယ်ချင်းမိတ်ဆွေတွေကိုလည်းအဲ့လိုမျိုးဟုတ်ထိမ့်သိမ့်ပေးရတာသဘောကျရပါတော့အဲဒါကြောင့်မလို့ပြီးတော့အဓိကစိတ်ကူးဖြစ်တဲ့ပုံဝါကြတော့အဲဒါဆိုကဒီဟို sit back treatment ပေါ့နော် EMS treatment ပေါ့အဲ့ဒါလေးကိုဒါဆိုကအမြဲဟိုအစားရှောင်တဲ့လူတွေမဟုတ်ဘူးအစားကိုလည်းဟိုစဉ်စဉ်ညင်စားရတဲ့လူတွေမှမပါဘူးပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့ဒီ treatment လေးကိုတော့အမြဲလုပ်ဖြစ်တယ် နဆုနဆုရဲ့နဆုထုတ်ထားရလေဟိုဗာလေ weight loss အတွက်ထုတ်ထားရဒီ lighter fiber ပေါ့နော်ဒါ dietary supplement ပေါ့ဖြည့်စွက်စာအဲဖြည့်စွက်စာနေတိုင်းတောက်တယ်ပြီးတော့အဲ့ treatment လုပ်တယ်ဆိုဒါပဲလုပ်တယ်ဒါပေမဲ့အစားတော့ဘယ်တော့မှမရှာဘူးစစ်စစ်ချင်းလည်းမစားတဲ့ခါကျတော့အဲ့ဒါလေးတော့အများကြီးလုပ်ဖြစ်တယ်ပေါ့နော်အဲ့ဒါကကျတော့ तू ကဟိုခန္ဓာကိုယ်ရဲ့ပေါ့နော်ဒီကြွက်သားတွေကိုလည်းကျစ်လစ်စေရပေါ့နော်ပြီးတော့အစားရှောင်စရာလည်းမလိုဘူးပြီးတော့ဂျင်းသွားရမှာပြင်းတယ်လို့ဘာလို့ဆိုရင်လည်းဂျင်းသွားစရာလည်းမလိုဘူးပေါ့နော်အဲအဲ့လိုမျိုးဆိုတော့အရန်အဆင်ပြေတယ်ဆိုတော့ကတော့ခြင်သွားတာပြင်းတော့လေအဆင်ပြေအဲ့ဒီ treatment လေးကိုအရန်ကြိုက်သွားတာပြမအဲ့စိတ်ကူးဖြစ်ပေါ်လာမှလည်းအဲ့ကတည်းစတာပဲ ဲ့တော့အဲဘယ်လိုစဉ်းစားမိလဲဆိုတော့အိမ်မှာဟိုပေါ့ရှိလို့ရှိရင်ပို့ပြီးလုပ်ဖြစ်မလားမသိဘူးဆိုပြီးတော့အဲ့ဒီဆက်ရဲ့ဈေးနှုန်းလေးကိုလိုက်စုံစမ်းတာပေါ့နော်အဲ့ဒါလိုက်စုံစမ်းနေရင်အဲ့ဒီဆက်ရဲ့ဈေးနှုန်းကတစ်ယောက်တည်းအတွက်ဆိုလို့ရှိရင်တော့ဈေးအရန်ကြီးသလိုဖြစ်နေရပါဘူး အဲ့ဒါအော်ငါလဲလို့တခြားငါငါလဲလုံးရှင်နေပေါ့နော်အဲပြီးတော့တခြားလူတွေကိုလည်းလုံးစေချင်တယ်မဆိုင်ရေးဖွင့်လိုက်ရင်တော့အကုန်လုံးလုံးရမယ်နဲ့တူရဲဆိုပြီးတော့အဲ့လိုလေးစိတ်ကူးလေးစိတ်ကူးမိပြီးတော့မှအဲဒီ treatment ကြောင့်ပေါ့နော်အဲ့ဒါနဲ့လုံးရှင်တာနဲ့အဲ့လိုစိတ်ကူးမိပြီးဆိုင်ဖွင့်တဲ့အထိဖြစ်သွားတာပဲပေါ့ဟုတ်ဒီကတော့အလှအပတော့မွေးဖွားတဲ့ Queen Empire ဆိုတာဒီအဲဘယင်မတွေပေါ့အလှဘယင်မတွေကိုမွေးဖွားပေးမယ်ပေါ့အဲ့လိုအဲ့လိုစိတ်ကူးလေးနဲ့ဒါ Imperial လေးတစ်ခုဖန်တီးထားတာပေါ့ဒီထဲမှာဆိုလို့ရှိရင်လည်းသူကဒီ beauty center တစ်ခုကိုပေါ့ ဖန်တီးခြင်းနဲ့စိတ်ကူးလေးအရန်ဖြစ်ပေါ်ခဲ့တာပေါ့နော်အဲဒီမှာဆိုလို့ရှိရင်အလှပနဲ့ပတ်သက်တာရောကျန်းမာရေးနဲ့ပတ်သက်တာရောနောက်ဆခြေဆုံးတနည်းအားဖြင့်မှာ treatment တွေအစုံအလင်ပေါ့နော်အဲရနိုင်မဲ့ beauty center လေးတစ်ခုလောက်ဖန်တီးခြင်းလိုက်တာဆိုပြီးတော့သူကအဲ့လိုစိတ်ကူးလေးရတာအဲကြောင့်ဒီအစုံအလင်ပါဖို့အတွက်ကိုတေချာစူးစမ်းပြီးတော့ဒါအကောင့်ထဲပေါ်လာတာလေးပေါ့အကောင့်ထဲပေါ်လိုက်တာလေးပေါ့ anti aging နဲ့ပတ်သက်ပြီးတော့ weight loss နဲ့ပတ်သက်ပြီးတော့တခြား treatment တွေရောကျန်းမာရေး treatment တွေရောအကုန်လုံးရနိုင်တာပေါ့အမျိုးအမျိုးသမီးရောအမျိုးသား treatment တွေရောပေါ့နော် ဲပြီးတော့ဟိုဒီ anti aging ပေါ့အရွယ်တည်မှုကိုရာနဲ့ပတ်သက်တဲ့ဟာအဓိကပေါ့နော်ပြီးတော့ weight loss treatment တွေရောတခြားကျန်းမာရေးနဲ့ဆိုင်တဲ့ treatment တွေရောအခုဆိုရန်ခေစားနေတဲ့ NAD plus therapy တို့မှာလို့ဆိုလို့ရှိရင်ဒါကအသားရေအရွယ်တည်မှုကိုစီရဲ့အပြင်ကိုသူကအုံနောက်ညံ့ရေစွမ်းရည်တွေကိုလည်းမြင်မာပေးတယ်ခန္ဓာကိုယ်ရဲ့စွမ်းအားတွေကိုလည်းမြင်မာပေးတယ်ပင်မနှွမ်းနယ်မှုတွေရောကြစီတယ် လိုမျိုးတွေကြောင်းမလို့ပေါ့နော်ဟိုဒီကျန်းမာရေးအလားပါတခုတည်းမဟုတ်ဘူးကျန်းမာရေးအတွက်ပါကောင်းတဲ့ therapy တွေလည်းအများကြီးရှိရမို့လို့အဲ့တော့ဟိုကျန်းမာနုပြိုခြင်းတဲ့သူတွေအလားပါချစ်မြတ်လို့တဲ့သူတွေအဲ့အွယ်တင်နုပြိုခြင်းတဲ့သူတွေဆိုရင်တော့ဒီ Quay Empire ကိုလာလိုက်ရင် one stop service ပေါ့နော်အကုန်လုံးရနိုင်တာလေးပေါ့ဒါဆိုလည်းအဲ့လို customer တယောက်ချင်းစီကိုအကောင်းဆုံးဝယ်ဆောင်မှုပေးခြင်းလားဆိုတော့လေအဲ့လိုမျိုးအဲဆိုင်လေးဖွင့်ပြသွားတာပါချင်းဟုတ်အခုဒီမှာတော့ပေါ့နော်တချို့ကအဲနိုင်ငံတကာအဆက်ကြီးရဲ့ပေါ့နော်ဒီ secretary တွေကိုအသုံးပြုပြီးတော့ န်းသက်စစ်ဆေးပေးရပြီးတော့စက်တွေးရာတွေနဲ့စမ်းသက်ပေးရတယ်အဲ့လို face scan တို့ body scan တို့ပေါ့ကိုယ်ဒီမှာလိုအပ်ချက်တွေဘာတွေရှိနေပေါ့ပြီးရင်အရန်ကိုကျွမ်းကျင်တဲ့ဆရာဝန်တွေကိုယ်တိုင်ကနေပြီးတော့စမ်းသက်ပြီးတော့မှဒီ လိုအပ်တဲ့ treatment တွေကိုပဲရွေးထုတ်ပြီးတော့ပေါင်းပြီးတော့မှအဲ treatment လေးကိုပေါင်းပြီးတော့လုပ်ပေးရပါတော့အဲ့လိုမျိုး system တွေလည်းရှိရတယ်ဆိုလို့ရှိပါကိုရီးယားကျတော့အနောက်ဘက်ကိုပေါ့နော်ညနိုးတာတံပိုးထားတာဟိုပေါ့နော်ထိမ့်သိမ်းရတာသဘောကျတဲ့သူတယောက်ကအဲငါတို့လိုလှကျင်သွားဆိုတော့လည်းပျော်တာပေါ့လေအဲကိုကကိုကတော့ဒီလိုထိမ့်သိမ်းတတ်တဲ့သူတယောက်လိုပဲမြင်ပါရစေ ီဒီကွင်းမာယာလို့တော့အများကြီးပေါ့စူးစမ်းတာပေါ့နော်။ဒါဆိုအကောင်းဆုံးအလားပါတဲ့ပတ်သက်ရင်စိတ်ဝင်စားပြီးတော့အဲ့လိုမျိုးချက်မြတ်လို့ရကြအောင်လို့အများတန်းတော့အဲဒီအကောင်းဆုံးဖြစ်အောင်စူးစမ်းရဲအလားပါတဲ့ပတ်သက်ရင်လည်းတော့ပါကြီးရေပေါ့နော်။ကိုလည်းကြိုက်တယ်၊ကောင်းတာကိုကြိုက်တယ်၊ဒီများတွေကိုလည်းကောင်းတာပဲပေးခြင်းနဲ့အတွက်။ဒါနဲ့တော့တော့ပါကြီးတော့အကောင်းဆုံးတွေပဲစူးစမ်းပြီးတော့ဖန်တီးရေပေါ့။လုပ်ကြရေပေါ့နော်။ ဲ့လိုမျိုးလုပ်တဲ့အချိန်မှာ beauty center လေးတွေဖြစ်တဲ့အတွက်အစုံလဲပါခြင်းလဲဆိုတော့လေအကုန်လုံးခေါင်းစကအခြေဆိုဒီဒီစပြီးတော့လုပ်တဲ့အချိန်ညနေခုခွေခွဲလုပ်တဲ့အချိန်တွေကြည့်ဖို့ပေါ့နော်တော်တော်ကိုစိတ်ရောလူရောပင်ပန်းပြီးတော့စူးစားခဲ့ရတယ်ပေါ့နော်စူးစားနေတဲ့အချိန်မှာစိတ်ပျော်ရွှင်စရာကောင်းတာတွေလည်းရှိတယ်လို့မျိုးပေါ့နော်အဲ့လိုစိတ်ညစ်စရာတွေစိတ်ပင်ပန်းရတာတွေပေါ့နော်အာလို့ဘာတော့ငိုလဲငိုခဲ့ရတယ်လည်းရှိရပါတော့စိတ်ပင်ပန်းတာအစ်မပြေတာလေးတွေလည်းကြော်ဖြတ်ရတယ်ရှိရပါတော့ အဖြစ်အဲ့လိုမျိုးပြန်ကြည့်လိုက်တဲ့ချိန်မှာတော့အော်အကောင်ကလေးတော့ပေါ်သွားပြီပေါ့နော်ဆိုပြီးတော့လည်းအဲစိတ်ချမ်းသာရတာပေါ့လေဒါမဲ့လည်းအဲအများကြီးထပ်စူးစားဖို့လိုပါလေအများကြီးထပ်စူးစားမယ်ပေါ့နော်အခုတော့ဖွင့်မွဲပဲရှိသေးရဆိုတော့လေအများကြီးစူးစားဖို့ရှိသေးတဲ့အတွက်အားလုံးလက်စုကိုဝိုင်းပြီးတော့အဲအားရည်လည်းလိုပါရဲ့အဲ့တော့အများကြီးဆက်ပြီးတော့အားပေးကြပါဦးအဲအားလုံးကဟိုမဖွင့်ငင်ကြရပါတော့နော်လက်စုတို့လည်းဟိုမော်အဲ့လို စိုက်ခွင့်မဲဆိုတော့အချိန်ကြီးအကြောင်းအကျောင်းရဲ့ရက်တွေလည်းအများကြီးကြည့်ရတယ်ဆိုတော့အခွင့်မဲဖွင့်မဲဖွင့်မဲနဲ့နစုစတော့တော့ဒီဇင်မတိုင်ခင်တော့ကတော့တစ်ခေါက်ဖွင့်မှုစီစဉ်လိုက်သေးတယ်အဲ့တော့အချိန်ကြီးအကြောင်းအကျောင်းလည်းဒီခုကိုရွှေ့လိုက်တာပေါ့နော်အဲ့တော့အာအားကြံလေးစီစဉ်လိုက်ရတော့ရက်အနည်းငယ်မှာ အဲစီစဉ်လိုက်ရတာပေါ့အဲ့လိုမျိုးတော့ဖြစ်သွားတယ်အဲသူတို့တွေကတော့အမြဲတမ်းအဲဘယ်တော့ဖွင့်လဲဘယ်တော့ grand opening လုပ်မယ်ဘယ်တော့ grand opening လုပ်လဲအမြဲတမ်းမေးကြတယ်ဆိုင်မဖွင့်ခင်ကလည်း soft opening လို့မျိုးဖွင့်ပြီးတော့သူတို့တော့ဖွင့်ပေးထားရတယ်သူတို့လာလာလုပ်ကြတယ်ပေါ့မဖွင့်ခင်ကဖွင့်ပေးရမယ်မရဘူးဆိုပြီးတော့လည်းဖွင့်ပြီးတော့လာလုပ်ကြတယ်အခုဒီမှာဆိုလို့ရှိရင် weight loss treatment နဲ့ပတ်သက်တာတွေပြီးတော့ anti aging နဲ့ပတ်သက်တဲ့ treatment တွေတော်တော်များများဆို review ကောင်းနေတော့အများကြီးရတယ်ပြီးတော့ တငယ်ချင်းတွေလှုပ်လိုက်လို့တငယ်ချင်းတွေကလည်းလာလာပြီးလှုပ်ကြပြီးတော့သူတို့ရဲ့အပေါင်းအသင်းတငယ်ချင်းတွေကိုလည်းစိုက်မဖွင့်သေးပါဘူးဆိုခေါ်လာခေါ်လာပြီးတော့လှုပ်ကြနေဆိုတော့အခု review တော်တော်ရလိုက်တယ်သူတို့ကြောင့်ပေါ့နော်အဲ့တော့ကျေးဇူးလည်းအများကြီးတင်ပါတယ်ဒီခုခုဆိုရင်လည်းသူ့ကိုအမြဲတမ်းအ င်းရံပေးဖို့အဆင်သင့်ရှိနေကြတဲ့မိဆွေအပေါင်းအသင်းပေါ့တကယ်လေးတွေဆိုတာတကယ်တည်းဆိုတော့တကယ်အဖိုးမဖြတ်နိုင်တဲ့လူတွေပါပဲပေါ့နော်တကယ်မိဆွေကောင်းတကယ်ချင်းကောင်းတွေအများကြီးရထားပါတယ်ပြီးတော့နောက်အစုချစ်ခင်ကြတဲ့အမှုပညာရှင်တွေဆိုတော့အများဝေးရံပေးပါတယ်အဲ့လိုဒီပွဲကပေးမယ်ဆိုရင်အကုန်လုံးလည်းတကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်မေတ္တာနဲ့အရင်ချစ်ခင်စွာနဲ့ဝေးရံပေးကြပါရဲ့အဲ့ဘက်အရင်ကျေးဇူးတင်တဲ့ကြောင့်လည်းပြောချင်ပါတယ်ပြီးတော့နောက်တစ်ခါကျတော့လည်းသူ့ အခုမီဒီယာတွေပေါ့နော်အခုဆိုလာပြီးတော့ဝင်းရပေးကြရဲချစ်ခင်သွားတယ်ပေါ့နော်အဲမအားရကြားရတယ်လာပြီးတဲ့တင်းနေယူပေးကြရဲပေါ့နော်အဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ဒီစေကန်ကနစုကိုချစ်ခင်သွားတော့ပါပြီးတော့ကုညီနေကြတဲ့ဝန်ထမ်းတွေရောเนาะဒါနစုရဲ့ပရိသတ်တွေအားလုံးရောပေါ့အားလုံးတူတူတင်ပါတယ်လာပေါ့ထိမ့်သိမ့်နေဆိုတာကတော့ဟိုဒါဆိုတော့အနာပါထိမ့်သိမ့်တာကိုသဘောကျရဲအနာပါကိုထိမ့်သိမ့်နေဆိုတာလေကိုယ့်အကူတံမိုးထားရဲလို့သူကမြင်နေပေါ့နော်အဲ ိုကကိုချစ်လို့ကိုကကိုတန်ဖိုးထားလို့ဒီလိုအချိန်တစ်ခုပေးပြီးတော့အသေးစိတ်ကအစာအိုထိမ့်သိမ့်ကြတာပေါ့နော်အဲ့တော့ဘာဖြစ်ဖြစ်ကိုလည်းနှနေမယ်ကိုကကိုနှပအမေကိုလည်းအများအားလို့ပြောနှပနေမယ်သူများရည်လည်းကိုဘေးနာလူရဲ့အများအားလို့နှပနေမယ်ဆိုလို့ရှိရင်ဒါကိုကကိုလည်းယုံကြည်မှုတွေတိုးတဲ့အပြင်အဲစိတ်လည်းစိတ်ချမ်းသာရတယ်လေအဲ့တော့အားလုံးကောင်းဖို့အတွက်အဲဒါလေးတွေကဟိုပေါ့နော်အားလုံးကောင်းဖို့အားလုံးပျော်ဖို့အတွက် လုပ်ရတဲ့အလုပ်ဆိုတော့အများအားစိတ်ချမ်းသာနေရတယ်ဒီအလုပ်တွေကြောင့်ပေါ့နော်အဲ့လိုမျိုးစိတ်ချမ်းသာကျင်တာပေါ့ အဲ့ဒါကြောင့်မလို့လဲဒါလေးကိုသိချာလေးလုံးဖြစ်တာပေါ့နော်ဟဲ့နှစ်ချက်လေးဝက်ချက်က queen empire ပေါ့နော်အဲနှစ်ချက်ရဲ့လေးဝက်ချက်ကနှစ်ချက်ကတော့လေအဓိကတော့အာအမြဲတမ်းပေါ့ ဟိုနှိမ့်ဝက်ချက်ဆိုတာတော့မရှိဘူးလေဆိုတာအများရန် sharing လုပ်ပေးတတ်တဲ့သူပါအဲကိုကောင်းတာလေးတွေတည်လာတယ်ဆိုလို့ရှိရင်လည်းအများရန် sharing လုပ်တယ်အခုလည်းဒီအလုပ်တွေအလားပါနဲ့ဆိုင်ငယ်လုပ်ငန်းတွေလုပ်ဖြစ်တယ်ဆိုတာလည်းတို့အရန်ကိုယ့်ရဲ့ငွေကိုပေးကိုစိတ်ကြောင့်ပေါ့အရန် sharing လုပ်ရင်းလုပ်ရင်းနဲ့အဲအဲ့လိုမျိုးပေါ့လေဒီလိုဆိုင်လေးဖြစ်လာတယ်အဲဟိုပေါ့နော်ဟို product တွေထုတ်ရောင်းဖြစ်တယ်ဆိုတာလည်းကိုကြိုက်တာလေးကို sharing လုပ်ရင်းနဲ့လုပ်ဖြစ်သွားတဲ့စီးပွားရေးလေးကိုလည်းပြောရမှာပေါ့လေနေ့စဉ်ခင်းဆက်စာလေးတောက်တယ်ပေါ့နော်အဲဟို collagen လို့ fiber လို့အများရန်တောက်တယ်ပြီးတော့ ော့ဒီ clinic ဆိုတော့ဘာ treatment တွေကိုလည်းအဲ့လိုပုံမှန်ပေါ့နော်တစ်လကိုတစ်ချိန်သို့မဟုတ်အတပတ်ကိုတစ်ချိန်ပေါ့နော်အဲ့လိုမျိုးလေးအချိန်ပေးပြီးတော့လုပ်ဖြစ်ပါတယ်ရှင်ကိုယ့်ကိုချိန်သိမ့်ဖြစ်ပါတယ်အခုဒီမှာဆိုလို့ရှိရင်ပေါ့နော်အခေါင်းစာချေဆုံးဒီ treatment တွေပေါ့အဲ ဆုံးနေရရှိရပြီးတော့ခင်မီနောက်ဆုံးပေါ်ဆက်ကလို့ရရင်လည်းစမ်းသပ်စစ်ဆေးပြီးတော့ကြွချစ်ဆရာဝန်တွေကနေကိုယ်တိုင်ပေါ့နော်ကိုယ်တိုင်ကိုကြအဲဟိုစစ်ဆေးစမ်းသပ်ပြီးတော့ treatment တွေကိုပြုလုပ်ပေးရဖြစ်တဲ့အတွက်ယုံကြည်စိတ်ချစွာနဲ့လာခဲ့ဖို့ခေတ်ပေါ်ပါရှင့်